င်းတစ်ခုကကျွန်တော်အရင်မစင်စားဘူးမစင်စားဘူးပေါ့နော်ဒါပေမဲ့အခုကအဲသွေးသွင်း brand ထုတ်မယ်ဆိုတဲ့အချိန်မှာလည်းကျွန်တော်စီးပွားရေးဆိုတာတက်ကျွန်တော်အင်္ဂီပေါ်မှာကျွန်တော်တင်ကျင်တဲ့အနုပညာတစ်ခုကိုကျွန်တော်စတင်စဉ်းစားတာအဲဒါကြောင့်မလို့လဲအင်္ဂီပေါ်မှာကျွန်တော်ကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်ခံစားရတဲ့အရာပေါ့အဲဒါကိုမဖန်တီးလဲဆိုတဲ့အရာကိုစတင်စဉ်းစားဆိုတော့စီးပွားရေးလောကလောကမှာပေါ့နော်ဒါပေမဲ့အမ်ဒီကတော့ကျွန်တော်က KDP ပို့ပြီးအားစက်တယ်ဆိုတော့အဲ့ဒါကိုပဲပို့ပြီးရပြပါတယ်ဟုတ်ကဲ့အဲ the best one ကကျွန်တော်ကိုလာကဲလိုက်တာပေါ့နော်အဲ shine ဟိုဟာ channel ပေါင်းပြီးတော့ အဲလုံးဝ benefit ထုတ်တယ်အဲ့ချိန်မှာဒီလုံးချင်တယ်ဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်လုံးချင်တဲ့ပုံစံကိုသူတို့နဲ့ရင်ဆိုင်တိုင်တယ်တိုင်မြင်တယ်မှာအဲ့လိုအစအဆုံးသူတို့ကလည်းကျွန်တော်အများကြီး support လုပ်ပြီးတော့ကျွန်တော်ဆက်ဘယ်လိုလုပ်ချင်လဲအဲဘယ်လိုနာမည်နဲ့တွားချင်လဲဘယ်လိုပုံစံနဲ့ထုတ်ချင်လဲပေါ့နော်ပြီးကျွန်တော်ဝတ်နေကြပုံစံကကျွန်တော်လို flare pattern တွေပါလုပ်ခွင့်တာပေါ့အဲ့လိုမျိုး t-shirt တွေမှာမှအဲဘယ်လိုဝတ်စားထည့်မလဲဆိုတော့အစအဆုံးတိုင်းနဲ့အစအဆုံးမှာကျွန်တော်အဲ့ the best one နဲ့ပဲတိုင်ပြီးတော့ဒီ group ပြပုံ manage တာပေါ့အဓိကဟိုပါပေါ့အဲရိုးရိုးရှင်းရှင်းမဲ့ဝတ်ရကျွန်တော်အကြိုက်တယ်ပေါ့နော်အဲ့တော့ဟိုရိုးရိုးရှင်းရှင်းဟိုမှာ ုနကပြောတဲ့ concept ပါတဲ့အာဖောင်းထည့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဝိနေကြအဲလို flare ban flare ban လေးထည့်တယ်ပြီးလို့ရှိရင်အဲလို tweet တွေဒီ t-shirt ဆွတ်ချက်ပြီးအဲ့ဒါရောစကပ်ကအခုကျွန်တော်ကစီးရတယ်နော်ပြန်ပါအဲကျွန်တော်အခုဒီစကပ်ကကြတော့ဟိုကဒီစကပ်ကလည်း root ကလောက်ထားရဲ့အဲ root ကလည်းလောက်ထားရဲ့စကပ်ပဲကျွန်တော်ဒီကောင်ကိုအဲဒီကောင်လေးခုနပြောတဲ့ဟို concept လောက်ထားတဲ့ design ပေါ်ကိုပဲကျွန်တော်ဒီစကပ်ပေါ်မှာပြန်ပြန်ပြီးတော့ခဏိရပါဘောနော်ဆိုတော့ဒီစကပ်စီးရတယ်ဒီ root club ရဲ့ brand ဆိုတော့အဝဆင်ပါဘော ပုံမှန်ဆိုတော့ကျွန်တော်အဲ့လိုအရင်အဝေစားနဲ့ပတ်သက်ပြီးအရင်ခရီးဆိုင်တွေပါဒါပေမဲ့အဲ့လိုအာဝေးရတာပေါ့ပါဖြစ်ပြီးရိုးရိုးရှင်းရှင်းဖြစ်တာကိုကြိုက်တဲ့ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ခုနကပရိုဂရမ်ထုတ်မယ်ဆိုတဲ့အချိန်မှာကျတော့အာကိုဝှစ်နေကိုလည်းဝှစ်နေတဲ့ဟာလည်းဖြစ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်အဲကိုရဲ့ဒီ artist club ဖြစ်တဲ့အတွက် artist club ဖန်တီးရဲ့ album လေးပါတင်တယ်လို့ခံစားရတယ်။ကျွန်တော်လည်းဖန်တီးရဆိုတော့ကျွန်တော်ရဲ့ vibe ပါတင်တယ်လို့ခံစားရတယ်။အဲအဲကြောင့်မကျွန်တော်ဒီအဝတ်စားဖန်တီးရဆိုမှကျွန်တော်ရဲ့ခံစားချက်တွေကျွန်တော်စဉ်းစားမိရဲ့အရာတွေကျွန်တော်ဝတ်ချင်တဲ့ပုံစံနဲ့ ဖန်နေပြတာအဲ့ဒီရှိတဲ့ကိစ္စကကျွန်တော်က original ဒါပေမဲ့ flat ဘုံလို့ရှိရင်ကျွန်တော်နဲ့ကသွားပြီးအမှသွားပြီး fit ဖြစ်နေတာဆိုတော့ဒီတစ်ခါတော့အဲတစ်ခါထုတ်ရပါတော့အဲ့အဲ့ flat ဘုံတစ်ခါထုတ်လို့ရတယ်ဒါပေမဲ့အများကြီးပေကြီးကြည့်ကောင်းအောင်ကျွန်တော်ပြင်ဆင်ထားပါတယ်ခါမှလည်းအဲ့လိုမျိုးအဲထိုင်ရထိုင်ရအဆင်ပြေပါတော့ကျွန်တော်ဝတ်ထားအဆင်ပြေတဲ့ experience ရတော့ဘာမှလည်းမသိဘူး so uh sure do you buy ကျွန်တော်ထည့်တာเนาะဦးရတော်တော်ကြာကြာထားပါအဲ့လိုဖြစ်သွားပါဘောเนาะကျွန်တော်များအဲ့လိုကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုး အဲ့လို flat pan အပွားလေးနဲ့တင်တစ်ချက်နဲ့ရေးရှင်းကျွန်တော်တို့ကရေးရှင်းပါခင်ဗျာသွားအရင်ရွှေ့ရွှေ့လောက်မဟုတ်ပါဘူးဆိုတော့အဲ့အဲ့ကျွန်တော်စတိုင်လို့ပြောလို့ရအောင်ကျွန်တော်ကိုယ်ရလည်းအဲ့လိုဝေးရကြိုက်တယ်ဆိုတော့အရင်အဲ့လို 80s 90s fashion တွေလည်းဝေးရကြိုက်တယ်ဆိုတော့အဲ့ဒါကိုပဲအခြေခံကျွန်တော်တက်တဲ့ပုံစံကိုပဲအခုလည်းအဲ့ဘောင်းမီလည်းပြန်ထည့်ထားတယ်ဒါပေမဲ့အဲ့လိုအဲ့လိုတော့အရင်တက်တဲ့လို့ပြန်မလုပ်ရတာပါကျွန်တော်ကကျွန်တော်တက်တဲ့ version ဆိုတော့အဲဟိုကျွန်တော်ချစ်တဲ့ကို network တာပြပြဒါမှမဟုတ်သူတို့ကလည်း network တာပြပြ အဲကျွန်တော်သဘောကျတဲ့ fashion ကိုသူတို့ဝတ်တာကျွန်တော်ဝမ်းသာပါတယ်အခုကျွန်တော် brand လေးဟာကိုသူတို့ဝတ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဝမ်းသာအခုဒီကောင်ပါတယ် Rook Club ကထုတ်တဲ့ဈေးမှာကျွန်တော်ဝတ်နေကြ flare pant ပါတယ်အဲ့ကောင်ကိုကျွန်တော်ပြန်ထည့်ထားတယ်ထည့်ထားပြီးတော့အဲဒီချက်ပို့ပြီးတော့ကောင်းအောင်ကျွန်တော် modify လုပ်ပါတော့နော်အဲ့အားပြီးတော့ထည့်ထားပါတယ်အစ်စ်မထက်တာကြာပြီဆိုတော့အခုဟိုဟာအချင်းအစ်စ်ပြင်ဆင်ထားအရှိရပါနော်အဲမကြခင်မှာထွက်လာလို့ရှိရင် music video ရိုက်ဖို့အခုလည်းစလုပ်နေပြီအဲဒီစိတ်ထွက်လာကြာပြီဆိုတော့အဲ့လို တောင်းပန်လို့တော့ပြောလို့ရမှာမသိဘူးเนาะကျွန်တော်လည်းကျွန်တော်အရင်လေးစားတဲ့ပုံကိုအဲတအူးနေပါเนาะပေါင်းပြီးတော့ဖန်တီးရတဲ့အချိန်ရှိတယ်အဲ့ဒါမကြိုက်ခက်လာမှရှိတယ်ဒီတစ်ခါကလေဟိုကိုပွင့်လင်းပြောရရင်ကျွန်တော်ခံစားရတဲ့ခံစားချက်အပေါ်မူတည်ပြီးတော့အစအစောဖန်တီးရဖြစ်တာဆိုတော့လေဟိုဟိုအရင်ကလိုမျိုးကြီးဟို trend ဖြစ်တာမျိုးမျိုးမဟုတ်ဘူးကျွန်တော်ခံစားချက်အစ်စ်မှလောက်တာဆိုတော့ဟိုနားလေဖို့တော့ခက်ကြမလားတော့နည်းနည်းထင်ရတယ်ဖန်တီးရတဲ့အရာပြီးတော့ music ကသွားတဲ့ပုံစံလေအဲ့လို အော်ဖစ်စရာပုံစံမျိုးတွေဖြစ်နေတာဆိုတော့ကျွန်တော်မလုပ်ဘူးတဲ့ကျွန်တော်တို့လည်းပါတော့နော်အဲ့အဲ့ဒါကိုစမ်းသပ်ကြည့်လာအပြည့်ကျွန်တော်ခံစားချက်အစအဆုံးအဲ့ထဲမှာအပြည့်ထည်တာဆိုတော့ထွက်လာလို့ရှိရင်တော့စောင့်ကြံလို့ပေါ့အဲ့မပြောတဲ့ခံစားချက်အဲ့မပြောတဲ့အဲ့တော့၄၅ရက်ဇက်တိုင်အဲ့မပြောတဲ့ခံစားချက်အဲ့မပြောတဲ့အကြောင်းကိုအဲကျွန်တော်ညဘက်တွေထမ်းပြီးတော့အဲ့မပြောပဲတွေးတဲ့အတွေးတွေအဲပြီးတော့အဲ့ဘဝနဲ့ပတ်သက်ပြီးစဉ်းစားတဲ့အရာတချို့အဲ့အရာတွေအကုန်လုံး pensionemos. spice of life.